အားလုံးပဲမင်္ဂလာပါရှင်။ကျမကဒီနေ့ဆရာကြီးရွှေရောင်ရေးသားထားတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်တာပါ။ကောင်းစဉ်လေးကတော့ဆရာကြီးသခင်ကိုရောမိုင်းနှင်ကျွန်တော်1989ခုနှစ်ဖေဖော်ဝါရီလတွင်ဒုတိယမဂ္ဂဇင်းအက်ဒီတာအဖြစ်ဝင်ရောက်လုပ်ကိုင်နေသော နေ့မှစ၍ဆရာကြီးသခင်ကိုရောမိုင်းကိုပထမအချိန်ကျွန်တော်တွေ့မြင်ရသည်။ထိုချိန်ကကျွန်တော်ကအလွန်နာမည်ကြီးလျက်ရှိသော ဖိုနီကဆောင်းပါးကိုဖောက်ပူးရတော့လေဆရာကြီးကတွေ့မြင်ရဘူးသေးသူမဟုတ်ပဲလေးချိုးရေးခြင်း၌ရွံ့ပြပြဟာတာနီးမျိုးဖြင့်စာပတ်ပြိတ်တဲ့ကိုဘတ်သူပေါင်ဆွဲဆောင်တတ်သောစာရေးဆရာကြီးတယောက်အနေဖြင့်အဝေးမှ လေးစားရုံများသာရှိခဲ့ပါသေးသည်ဆရာကြီးကိုမတွေ့ရသေးမီကပင်သူရိယာတိုက်ရဦးလှဖေကဆရာလုံးနဲ့အတူတွဲပြီးလွှတ်ရလိမ့်မယ်လို့ပြောကြတဲ့ကကျွန်တော်ဤပညာတိုးတက်ရေးအတွက်အားတက်ခဲ့မိပါတယ် မစ္စတာမောင်မိုင်းဘဝ၌မက်စလာရင်စတင်ထုတ်ဝေမည်သူရိယမဂဇင်းအတွက်ဖေဖော်ဝါရီလ၁ရက်နေ့၌ဆီယလွန်နှင့်ကျွန်ုပ်တို့တဇပွဲတဲတွင်အတူထိုင်ကမျက်နှာစင်းဆိုင်ကြရသည်သူရိယတိုက်မှာစုလီလန်းအတွင်မှာတည်ရှိသည်၍အလုံးနှင့်တိုက်မလိုက်အောင်ကျင်းမြောင်းလာသောကြောင့်အလုံးသိဖြစ်သောမဂဇင်းအတွက် နေသားတကြားမစီမံရသေးသည့်နှင့်ကျွန်ုပ်တို့နှစ်ယောက်မှာတဇပွဲတဲတွင်မျက်နှာချင်းဆိုင်အတူထိုင်ကြရသည် ထိုစဉ်ကကျွန်ုပ်မှာအသက်28နှစ်မြတ်သာရှိသေး၍ဆရာကြီးမှာ42နှစ်မြတ်ရှိသေးသည်မှာတိုက်သားများကဆရာသူမို့ဆရာလုံးဟူ၍ခေါ်ကြသည် ထိုချိန်၌ဆရာကြီးသည်သခင်ကိုယ်တော်မိုင်းမဟုတ်သည်မစ္စတာမောင်မိုင်းလေးဟုသောအမည်ဖြင့်တိုင်းပြည်တွင်ကြော်စောထင်ရှားကစားဖြစ်ပါသေးသည်ဆရာလုံး၏ရုပ်လက္ခဏာတိုင်ယိုဦးလာဖီ၏အခန်းတွင်မိတ်ဆက်ပေးသည့်နှင့်မြင်တွေ့ခဲ့ရသော ကျွန်ုပ်နှင့်မျက်နှာချင်းဆိုင်အတူထိုင်၍အလုံးလုံးရသောအခါမှဆရာကြီးရဲ့ရုပ်လက္ခဏာကိုသေချာစွာလေ့လာရတယ်။ဆရာကြီးသခင်ကိုရောမိုင်းဖြစ်လာကမှတွေ့မြင်မှုကြသောခေတ်လူငယ်များကဆရာလုံးဒီဟုသောပုဂ္ဂိုလ်ကိုမန်းဆရန်ခရင်ချပေးလိမ့်မည်။သခင်ကိုရောမိုင်းဘဝ၌အသားရည်အတန်ငယ်ပြည့်ဖြူလာခန့်ခန့်ကြီးနှင့်ကြီးညိုပွဲ ရှိနေသောမှန်တော်လေဆရာလုံးတို့မှမစ္စတာမောင်မိုင်းအဖြစ်၌ပင် တခါမြင်ရင်ထက်၍ကြီးကျင်သောဥပရိယုံမျိုးရှိသည့်ပုဂ္ဂိုလ်တဦးဖြစ်ချေသည်အလုံးအယက်ခတ်သက်သွဲခနှွန်းနှွန်းနှင့်ကြီးလင်းသောအသားရည်ရှူ၏ညုံစိမ့်စိတ်ခေါ်ကြသည့်အသားနှင့်တကားနမောင်သောနှကမ်းမွေးဖြောင့်ဆင်းသောနှာတန်းအဆင်ပြေသောမျက်နှာပေါက်မကျဉ်လွန်သောနှစ်ဖူးပြင်တို့၏အထက်မှဖိတ်ဖိတ်တော့ပြောင်းနေသောသပင်ကို ကပိုးကယူနှစ်ပတ်ရီရှောင်းထုံးကပန်းရောင်ကားကိုအုပ်ပေါင်းခစ်ဖြစ်တော်လေ မခုတ်တရုငွေထိုးပေါင်းလျက်ကုန်းကလေးမပြတ်စားလျက်ရှိသောဆရာလုံးကိုကြည်ရသည်မှာစက်တရင်မင်္ဂလာနှင့်ပြည့်စုံလာသောကြောင့်ကျွန်ုပ်အဖို့ရာ၌ဦးလီတော်ဆန်းလာသည်ဟုစိတ်ထဲကအကြိမ်ကြိမ်တန်းနာခဲ့မိဘူးပါသည် ကျွန်ုပ်၏မိခင်တိဘောဘီရင်၏စာတော်ဖတ်တယောက်ဖြစ်၍နန်းနေသူနန်းနေသားများ၏စင်ရင်ဝတ်စားပုံကိုကျွန်ုပ်အားပြောပြလေးရှိရာဆရာလုံး၏လက္ခဏာကို ကျွန်ုပ်တွေ့မြင်ရသောအခါ ထိုင်မသိအင်းကြီးပစိုးတောင်ရှင်နှင့်ကောင်းပေါင်းပြူဖော်တုံးစင်ကဘရင်အပားတော်၌ခါစားလျက်ရှိသောဘရင်အပားတော်၌ခါစားလျက်ရှိသောအတွင်ဝင်ဦးလုံးအနေဖြင့်ကျွန်ုပ်၏စိတ်ကူးထဲတွင်ခဏခဏဖြစ်မိပါသေးသည်ထူကြသောအချက်တစ်ခုကတော့ဆရာလုံးသည်ရွှေတောင်မြူသားဖြစ်တော်ညာလေ၎င်း၏ဟန်ပန်လေးသိန်းအမှုရာနှင့်ဂိုက်ဆိုင်တို့မှာ ကပိုးကယူနေသောနန်းနင်းသားတယောက်နှင့်တူလာသည်ကျွန်ုပ်အကဲဖြတ်မိသည်ကျွန်ုပ်ကိုယ်တိုင်မှလည်းတီဘောပြင်လက်ထက်ကတန်တော်စင်ကွန်းရီတော်ထီဗျူတော်မူပယ်နေမင်းအဆရှိတဲ့မင်းမူတဲ့အရာရှိအရာငယ်များကိုမြင်ရဘူးသည်တူရီယာတိုက်၌အုပ်ပေါင်းသမားများဖြစ်သောဥပါဖီဥလဖီဥပါကလေးစသည့်ပုဂ္ဂိုလ်တို့အနက်၌ရောင်ခတ်ဆောင်ဆောင်နှင့်ငွေရိုးပေါင်းသောဆရာလုံးကိုမြင်ရသည်မှာ မန္တလေးမှာဆင်းလာကစားဖြစ်သောကျွန်တော်အဖို့ရာ၌ဖွားရာဇာတိဖြစ်သောမန္တလေးရွှေမြို့တော်ကြီးကိုမကြာခဏတရိယာစီပါတော်သည်ကြော်ကြားကစားချင်းဆရာကြီးသည် ထိုချင်းကမစ္စတာမောင်မိုင်းပေါ်နီကဆောင်းပွားဖြစ်တာနာမည်ကြီးရသည်သူဖြစ်၍တောင်းနီကမြောက်နီက ခွေးနီကစသောစာအုပ်များကိုရေးသားဖြန့်ဖြူးခြင်းမရှိသေးပါ ဒါနီကစာအုပ်၌မူကျွန်ုပ်၏ယတနာဘုံဝိထုထဲမှခင်စိန်ဂျီနှင့်ယောဂီဆရာမစ္စတာမောင်မိုင်းတို့တွေ့ဆုံသည့်အနေမျိုးရေးထည့်ပါပေးသည်သည်တနေ့၌ကျွန်ုပ်သည်ဆရာလုံးအားမစ္စတာမောင်မိုင်းဟုသောကလောင်အမည်ရွေးရခြင်းနှင့်ပတ်သက်၍မေးမြန်းစုံစမ်း၏မောင်မိုင်းဒီဟုသောအမည်မှာထိုခေတ်ကနာမည်ကြီးလာသည့်ချမောင်ရက်သည်မောင်မိုင်းဝိထုကြောင့်ကြာသမားဖြစ်နှင့်သတင်းဆိုးခဲ့ပါလေ ုံပုံများ၎င်းနှမျိုးကိုမှရွေးချယ်ရသလားဟုကျွန်ုပ်စိတ်ထဲ၌မကြေနပ်တရားဖြစ်ခဲ့ဘူးသည်အီရင်ဆီယာလုံးကမစ္စတာမောင်မိုင်းဟုရသောအမည်ဆိုးကိုအဘဲတောင်တမင်တကာရွေးပြီးမှဲ့ရသည့်အကြောင်းကိုပြောပြသည့်ဖြင့်အောက်ပါအတိုင်းကျမ်းနာမှတ်သားခဲ့ရဘူးပါသည်မစ္စတာမောင်မိုင်းဖြစ်လာရပုံ1900ပြည့်နှစ်ကျော်လွန်ကာလအချိန်တွင်မြမလူမျိုးများအနက်မှ ခေတ်ပညာတတ်များနှင့်ဘီလက်ပြန်ဝှလုံတော်ရာများက မိမိတို့၏နာမည်ရှိမှာအင်္ဂလိပ်လိုထုံးစံတိုင်းမစ္စတာဟူသောပညာတစ်ခုကိုတက်ဆင်ခြင်းကိုခုံခုံမင်းမင်းဖြစ်ခဲ့ကြဘူးသည်။သူနှင့်မစ္စတာမေအောင်မစ္စတာမြာဦးမစ္စတာပိုသင်းစသဖြင့်တနေ့တခြားပွားများလာကြ၍မစ္စတာတက်ပြီးခေါ်ဝေါ်ခြင်းသည်ဂုံဒူးကြီးတစ်ခုသောဖွယ်အမျက်တနူးဖြစ်လာကြ၏။တမန်ခေပညာတဲ့ဆာရေးစစ်ချီတယောက်ကိုမစ္စတာတက်၍ခေါ်ဝေါ်သေးသည်မဟုတ် ဆိုင်ရီးတယောက်ကလည်းမိမိကိုယ်ကိုထိုကဲ့သို့မစ္စတာတက်ဝွန်သည်မဟုတ်ဘီလက်ပြန်ဝဲလုံရသို့မဟုတ်နေပိုင်ဝင်တော့သို့မဟုတ် အင်ဂျင်နီယာစသောအထက်တန်းစားပုဂ္ဂိုလ်ကြီးများသာလည်းမစ္စတာကိုဥအစားတက်ဆွင်သုံးနှုန်းခဲ့ကြလေသည်ဆရာကြီးကမြမထုံးစန်းကိုသာမျက်နှူး၍ပူဆန်ခြင်းဟုသမျှကိုယုံမုံသူတယောက်ဖြစ်လေရကမစ္စတာမေယောင်စသောအခေါ်ဝေါ်ခေစားခြင်းကြောင့်အလွန်နားကလော်ခဲ့၏ ဤတွင်မြမအဝယ်စားနှင့်ပတ်သက်ပြီးမြမရင်ကျေးမှုကြောင့်ရေးသားဖော်ပြသည့်စောင်းမတစ်ပုဒ်ကိုသူရိယာမဂဇင်းစာတိုင်း၌ထည့်သွင်း၍စောင်းမရှင်ရဲ့အမည်ကိုမစ္စတာမောင်မိုင်းဟုမှတ်ခေါ်လိုက်သည်ထိုစဉ်ကမြမအရာရှိအထက်တန်းစားနှင့်ဝန်လုံတော်ရလောကသည်ဘောင်းမီကိုဝစ်ပြီးမစ္စတာမိတ်ရချင်းကိုဟုတ်လာပြီးထင်နေကြသောခေဖြစ်၍မြမစင်ရင်မှုအသားပေးရေးသားထားခြင်းအတွက်မခံမရနိုင်အောင်ဖြစ်ကြ၏ အချို့ကလည်းဆောင်းပါးဖြစ်တုံ့ပြန်ကြရာဆရာကြီးကလေးချိုးများဖြင့်ပုံသွောင်းအောင်ပြန်ထုတ်လိုက်မောင်မိုင်းဟူသောအမည်မှာချမောင်ရက်တဲ့မောင်မိုင်းဟူသူကြောင့်တတိုင်းပြည်လုံးနဲ့နမီဆိုးဖြစ်သည်ဟူလူတိုင်းနားလည်ကြပြီးဖြစ်သည့်အတွက်ကြောင့်ပင်မစ္စတာတက်၍လွတ်လိုက်ခြင်းဖြစ်လေသည်မစ္စတာသမားများသည်ဆွေးဆွေးခုံမြနာကြီးကြတော်လဲမစ္စတာကရော်စင်းသွားခဲ့ခြင်းမှာဆရာကြီးကျေးဇူးပင်ဖြစ်လေသည်ဆရာကြီးနဲ့ကျွန်တော်ဤဖခင် 1918ခုနှစ်မှ1920ပြည့်နှစ်တိုင်း၄နှစ်ခန့်အတူထိုင်၍အလုံးလုံးကြသည့်အတွင်ဆရာကြီးနှင့်ကျင်းနှုတ်သည်တယောက်အကြောင်းကိုတယောက်အသေးစိတ်နားလည်လာကြသည်ဒူသားနောင်မယ်တယောက်တစ်ဖွဲခင်မင်းရင်းနှီးခြင်းရှိလာ၍ကျွန်ုပ်ဟာ32လမ်းရှိ၎င်း၏နေတိုက်ခန်းသို့ဖိတ်ကြကအလုံးနားကျိန်များတွင်အညောင်းပြေတုံးလုံးပလက်လဲနေရန်တိုက်တွန်းခြင်းငွေရည်တည်ရင်နှင့်ပတ်သက်သော အခက်အခဲရှိလျင်လည်းတီးတိုးတိုင်ပင်ခြင်း သာသဖြင့်ရင်းနှီးစွာဆက်ဆံကြသည်မန္တလေးမှာကျွန်တော်၏ဖခင် ဆိုက်ရောက်လာသောအခါများတွင်လည်းရှီအောင်ဘုံသူတော်အလို့ငါလာရောက်၍တကောင်ကျော်သည့်တိုင်အောင်ဆွေးနွေးကြပြီးတဲ့နောက်ကျွန်တော်၏နေ၌ပင်အိပ်ဆက်သွားလေးရှိသည်ကျွန်တော်၏ဖခင်ကလည်းကျွန်တော်ဟာတူသားတယောက်တကယ်သို့ဆုံးမသွန်သင်မရင်ဆရာကြီးထံအနှံ့ပြီးမှပြန်သွားတတ်လေသည်တိဘောဘီရဲ့ရာဇဝင်နှင့်ပတ်သက်၍ဖခင်၏ နန်းဆက်ဆုံးလင်ခြင်းကိုဆရာကြီးရရှိသည့်အခါကျွန်ုပ်ဟာဖခင်တံမှရာဇဝင်ဘ ഹു တုဒ္ဒစီးပွခြင်းမရှိသည့်အတွက်ထောင်းကျင်သည်ဟုဆရာကကြိမ်းမောင်းဘူးလေသည်မြမပြူဟာကြားနှင့်ထုတ်ကြခြင်း1919ခု၌ကျွန်ုပ်သည်မိษွေတယောက်ကစိုက်ထုတ်သောငွေရင်းဖြင့်မြမပြူဟာကြားနှင့်ကိုတီထောင်ထုတ်ဝေခဲ့သည်၎င်းကြားနှင့်မှာရက်တတပတ်လင်တစ်ချိန်ထုတ်သည့်မြမကြားနှင့်များအနက်တွင်ပထမအဦးဆုံးဖြစ်၍ ကျွန်ုပ်၏စိတ်ကူးတသက်ဖြစ်စီစဉ်ငယ်ခြင်းဖြစ်လေသည်။ထို့နောက်ဒီကဒါနယ်များသည့်မြမပြည်၌မိုးလို့ပေါက်တကဲ့သို့တခုပြီးတခုပေါ်လာကြ၍အချို့မှာနှစ်ဆယောက်မင်းမခံကြပဲလာပိုင်းများလောက်လည်းပင်အသက်ဆုံးရှုံးကြလေသည်။အဆိုပါမြမပြည်ဝါဒါနယ်တွင်ကတ်တုံးဆရာရွှေတလီဥပကလေး၏ရုပ်ပြောင်များအတွက်ဆရာကြီးကရန်ဖန်တွေးချိုးရန်ဖန်လေးချိုးများ၎င်းသူရိယာကောင်းကြီးရေးဆရာကိုပါတောင်းက ခေါင်းကြီးများကို၎င်းကျွန်ုပ်ကရွှေဥတောင်း၏တိုင်ရည်နှင့်ဝိထုတို့များကို၎င်းအတီးတီတာဝန်ယူကြရာတွင်၎င်းဂျာနယ်မှာမကြမီတွင်ကျွန်ုပ်တို့မျှော်လင့်သည့်ထက်ပုံမူတိုးတက်လာလေတော့သည်တူရီယာဒါရိုက်တာလူကြီးများကလည်းမြမမျိုးအားဂျာနယ်၏အောင်မြင်ခြင်းကိုသိရှိကြသည့်အခါရွှေဥတောင်း၏အစီအစဉ်ဖြစ်သည်ဟုရိပ်မိကြသည့်အလျောက်ကျွန်ုပ်ပေါ်၌မကြည်မချမ်းဖြစ်လာကြသည် ။ Irin Director ဘုတ်အဖွဲ့ကတခြားသောစာနယ်ဇင်းများအထက်ဒုရီယာတိုက်သားများကုညီရေးသားခြင်းမပြုရဟုအမိန့်ထုတ်တော်သည်။ထို့အခါကျွန်ုပ်ကဒုရီယာတိုက်သည့်နှစ်စဉ်သတင်းစာနှင့်လစဉ်မဂ္ဂဇင်းတို့ကသာထုတ်ဝေဖြန့်ချိလျက်ရှိသောကြောင့်တပတ်တစ်ချိန်ထုတ်ချန်နယ်များပေါ်၌တမင်မကြောင်လိုက်ပိတ်ပင်လိုလင်းသတင်းစာမဂ္ဂဇင်းအချင်းချင်းပေါ်၌သာပိတ်ပင်ထိုက်ကြောင်းကုံစင်းနှုံးများမြင်နေသောခေတ်ကြီး၌ ဤခေတ်လောက်ကြီးမြင့်သေးသည်ကမဟုတ်ပေတိုက်သားများ၏လုံလားဖြင့်ချောင်းလင်းစွာနေထိုင်စားသောက်နိုင်ကြရင်အလုတ်ပိုလုတ်ကြခြင်းကိုပိတ်ပင်တားမြင်ရန်မတင်ကြစသဖြင့်ကျွန်ုပ်၏နာမည်ဖြင့်ဥဆောင်ကတုံ့ပြန်စွာတင်ခဲ့သည်ထိုနောက်၌လည်းကျွန်တို့လူစုကိုဆက်လက်ရေးသားမြဲတိုင်းရေးသားလျက်ရှိကြရာထိုအချိန်မှစ၍ဒိုင်တာဘုတ်အဖွဲ့သည်ရှေးဆောင်ရှေးရွက်ပြု၍တော်လန်သောကျွန်ုပ်အပေါ်၌တည်ထားကြဟန်ရှိသည် အလုတ်ထုတ်ခံရခြင်း1920ပြည့်နှစ်ဩဂတ်လတွင် ကျွန်ုပ်မှာ၃နှစ်အလုတ်လုပ်လင်လာကမပြည့်အလက်ခွင်တလာရရှိသောဒုရီယာတိုက်ဥပဒေတိုင်းခွင်တလာယူ၍မန္တလေးသို့တက်လာခဲ့သည် ထိုစဉ်ကဝက်စင်တိုက်မှလဆင်အကျွေးယူလေးရှိသောငွေ40ကိုအခွင့်သွားမိလာ၌အကုန်အကျများမည်ဖြစ်ကြောင့်ထုံးစံတိုင်းမပေးဆက်ပဲထားခဲ့မိသည် ဒုရီယာတိုက်သားများအနက်တွင် ကျွန်တော်ယူဝင်ငွေကောင်းခြင်းကြောင့်ဝန်နိုင်စားနိုင်သောအဖြစ်ကိုမနာလိုသောသူအချို့ကလည်းရှိရာဝစင်တိုက်ကဘေးတောင်းရင်စီလို့သူဟာထိုလူစုက ကျွန်ုပ်မှာအလုံးမှထွက်သွားလိမ့်ပြီဟုပြောလိုက်လေသည်အီရင်ဝစင်မန်နေဂျာသည် ကျွန်တော်အပေါ်၌စိတ်ဆိုးပြီးဒုရီယာတိုက်ကိုဝရမ်းတက်လီတော်သည် တိုက်ရုပ်ဦးလာဖေးသည်အလုံးစင်းသောနန်းနန်း၌တိုက်တကွားတွင်ကတ်ထားသောဝရမ်းကိုမြင်သောအခါ ကျွန်ုပ်ပေါ်၌အကြီးကျယ်စိတ်ဆိုး၍ကျွန်ုပ်ပြန်လာသောအခါ၌ထုကြည်လွာတောင်းမိတော်သည်ကိစ္စမှာဘာမှကြီးကျယ်သည်မဟုတ်တော့လေဒါ යිද ာလူကြီးများကယခင်ကလေးကတိထချက်တီကြောင့်အလုံးမှာထုတ်ပြစ်တော်သည်တတ်တီချင်းကြွားပီသည်ကျွန်ုပ်မှာခွင်မှာပြန်လာသောအခါ၌အိုမင်းစားပြုလာပြီဖြစ်သောမိဘနှစ်ပါးတို့ဟာကောင်းရင်မှထားပြီးကိုယ်ွယ်ပြုစုရန်အကြံနှင့်ပင့်ခေါ်လာခဲ့မိရာ အလုံးပြုတ်သွားသောအခါတွင်စိတ်ထဲ၌တောင်တက်ခတ်ဖြစ်မိသွားတော်သည် ကြီးပြင်းလာသောအခါတွင်ဤအချင်းအရာကိုပြန်လည်တွေးမိတိုင်းဆရာကြီးနှင့်ကျွန်ုပ်တတ်တည်ခြင်းကွာပုံကိုစဉ်းစားမိ၍ချီးကျူးရပါသေးသည်ဒူရီယာတိုင်း၌အလုံးလုံးစဉ်တနည်းတွင်တိုင်ရောဥလာဖြစ်သည် ကျွန်ုပ်ခေါ်၍အဘဲကြောင့်ဆရာလုံးတိုက်သူမလာသည်ဟုသောမိယာကျွန်ုပ်ကမတိချောင်းပြော၍ခေါ်ပေးဖို့တာဝန်ယူခဲ့သည် ထုံထောင်ဆရာကြီးအိမ်သို့သွားရေးစုံစမ်းခဲ့ရာဆရာကြီးမှာတိုက်ရုပ်အပေါ်တွင်မတိနှက်သောအချက်ရှိသည့်လက္ခဏာနှင့် တိုက်သူမလာတော့ဟုဆိုကာစွတ်တင်း၍ညင်းနေတော်သည်ဆရာကြီးမှာမိုးဆိုးဖို့ဖြစ်၍တာသမီ9ယောက်လည်းရှိသည်ကျွန်ုပ်ကဲ့သို့လည်းထိုစဉ်ကငွေငွေမကောင်းလာသည်နှင့်သူရိယာတိုက်အလုပ်ကိုဆွန့်ပြစ်တော်မူအချက်နှင့်စွတ်တင်းဝင်သည်မှာကျွန်ုပ်ထက်တတိတာပါသည်ဟုတတိယတိုင်းချီတူခဲ့မိပါသည် သို့သောကျွန်ုပ်မှထိုစဉ်ကငယ်ရွယ်သေးသည့်ဖြစ်၍သွေးနှဲခဲ့ခြင်းဖြစ်ရာထုံနှောင်းနိုင်မှုအင်းများလောက်မညံ့လားဟုကိုကိုကိုအကဲခတ်မိပါသည် အလौဒ်တစ်ခုကိုရင်သုံးလေးနှစ်ထက်ကြာအောင်မလုပ်တော့ပဲအလौဒ်ကကျွန်ုပ်ကိုထုတ်သည်ဖြစ်စီကျွန်ုပ်ကအလौဒ်ကိုဖယ်သည်ဖြစ်စီပြုလုပ်ခဲ့သည်ကြီးပဲဖြစ်သောကြောင့်အလौဒ်ပြုတ်ခြင်းအတွက်ရှက်ဖွယ်ဟူ၍မယူဆတော့ပဲကျွန်ုပ်ဤဇာတာဟူ၍သာအောင်မိမိပါတော့သည် တပည့်တပန်းများတော်လဲအလုတ်ပြုတ်ပြီးတဲ့နောက်ကျွန်ုပ်ဒီရန်ကုန်တိုင်းမနေလိုတော့သည်နှင့်မိမများနဲ့အတူမွေးရဖွားရစာတီးဖြစ်သောမန္တလေးမြို့သူပြန်လာတော့မြည်ဟုဆရာကြီးထံနှုတ်ဆက်ရန်သွားရဆရာကြီးသည် အခန်းထဲသို့ဝင်သွားပြီးတဲ့နောက်ပြန်ထွက်လာ၍ငွေရင်းငါးနှင့်မူစီမစီဂျီနီပတ်ဆိုင်အကျွေများပါလက်ခုပ်ဖြင့်ယူလာခဲ့ပြီးနောက်မြည်ရီဆက်လက်ဖြင့်ကျွန်ုပ်၏အိတ်ထဲသို့အတင်းထိုးသွင်းထည့်ပြီးလိုက်ရှာသည် ကျွန်ုပ်က ချက်ချင်းလက်ငင်းငွေကြေးပြဿနာအခက်အခဲမရှိသေးပါကြောင်းပြော၍ပြန်ပေးတော်လေမရသည်နှင့် ယူလာခဲ့ရသည် ထိုချိန်တွင် နိုင်ငံရေးသမားမဟုတ်သေးဘဲမစ္စတာမောင်မိုင်းအဖြစ်သာရှိသေးပေရာတခင်ကိုရောမိုင်းဖြစ်လာသောအခါ၌တပည့်ပေါ်များလာခဲ့ဟန်တူသော စာတပည့်အတယောက်နေဖြင့်ကျွန်ုပ်ထက်ယင်းဤသူ မရှိဟု၍ကျွန်ုပ်ယုံကြည်သည်တပည့်ဟောင်းကမမေကောင်း1920ပြည့်နှစ်မှစ၍ ဆရာကြီးနဲ့ကျွန်တော်တို့ကွဲခွာခဲ့ဒီမှာ1936ခုနှစ်တွင်သူရီယာတိုက်သို့ဒုတိယမီကျွန်တော်ပြန်ရောက်သေးတော်လဲဆရာကြီးမှာစာပေသမားထက်နိုင်ငံရေးသမားကြီးတယောက်ဖြစ်ပျော်ပိုက်လျက်ရှိသောကြောင့်ကျွန်တော်နှင့်အဆက်ပြတ်ခဲ့သည်သို့သော1952ခုနှစ်တွင် တရုတ်ပြည်ပီကင်းမြို့၌ကျင်းပမည့်ကမ္ဘာငြိမ်းချမ်းရေးကွန်ဖရင့်ကြီးကိုတက်ရောက်ခဲ့ရာတွင်ဆရာကြီးကခေါင်းဆောင်အဖြစ်လက္ခဏာ စုံစည်းမိကြစဉ်ကဆရာကြီးရဲ့စကားကိုဖော်ပြရပေုံမည်၎င်း conference တို့မြန်မာပြည်မှာကိုယ်စားလှယ်30မြတ်တက်ရောက်ကြရာဆရာကြီးကဒီလူစုတွေထဲမှာမင်းနဲ့စုံစည်းရတာလောက်ဝမ်းသာတာမရှိဘူးတို့အားလုံးစုစုပေါင်းတဲ့မင်းတယောက်ဘက်ကအလေးထင်စည်းတယ်ဟု ပြောမှုဒီကို ထောက်ချင်းအဖြစ်နိုင်ငံရေးတပည့်အစ်တွေပေါ်များတော်လေစာတပည့်ကောင်းတယောက်ကိုမမေ့သေးခြင်းဟာ ထင်ရှားသည်ဟုဆိုရပေမည်။ဆရာတပည့်စကားကောင်းလာခြင်း။မကြသေးမီကမုံညင်းမြို့၌ကျင်းပသည့်ကချင်ပြည်သုံးဆိုင်ရာကပ္ပငင်းငယ်၏ညီလာခံကြီးတွင်လည်းဆရာတပည့်နှင့်အောင်ဆုံကြရန်ရသည်။တိန်နှင့်အတူတကားတက်ခိုကြရသည်။ချမ်းရည်လာသောရာသီတွင် အလွန်ချမ်းရည်သော အထောက်ပိုင်းဒေသ၌တွေ့ဆုံကြခြင်းဖြစ်ပေါ်တော်လေ။เสียတဲ့ဘက်နှစ်ယောက်မိဖို့ဘေးနိုင်ထိုင်ကရှေ့အကြောင်းနောက်အကြောင်း မြမပြည်အကြောင်းကဘာအကြောင်းများကို ရာဇဝင် အကိုးကားနှင့်တကားဆရာကြီးကပြောပြ၍ဆက်တနိုင်ထိုးသွားသောညင့်များလေးမရှားလာချင်အသက်80မြားချီးကဲ့ဥန်သာရှိသေးသောကျွန်ုပ်ကအသက်80ကျော်နေပြီဖြစ်သောဆရာကြီးအားအိပ်ပြတ်မခံကြဖို့တတိပေးရသည်မှာရှက်တက်တက်ရှိတော်လဲတိတ်ခါတမာရီကြောင့်ဖျားတဆူဂူတလုံးပေါ်မှာကြီးညိုလေးစားနေကြသောဆရာကြီးတခင်ကိုရောမိုင်း အသက်ရာကျော်တည်နေနိုင်ရေးကိုထောက်ထားခြင်းအဖြစ်အေရာတို့ဝင်ကြောက်ဖို့အချိန်တန်ခြင်းကို ကျွန်ုပ်ကပင်စတင်သတိပေးတောင်းပန်ရသည်ကြီးဖြစ်ခဲ့မှုပါသတည်း3တောင်မကယ်စင်ဧပြီလ1956ခုလိုနာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတောင်ကျေးဇူးများဤတင်ပါတယ်ရှင်